ုတ်တယ်အဓိကကတော့လို့စိတ်ပင်ပန်းတာအရန်မခံနိုင်တဲ့ခါကျတော့တခုလောက်ကိုရဲစွမီလောက်ရမယ်ဆိုရင်ဟဲ့ငါ့ကိုဒီလိုပြောရမယ်တော်ပြီးငါငငယ်လေးပဲနေလိုက်တော့မယ်အဲ့လိုနဲ့ပဲတဖြည်းဖြည်းနဲ့အေးစစ်စစ်နေမယ်အေးစစ်နေမယ်နဲ့ဝေးဝေးဝေးပါအဲတော်တော်များများပြောကြရလို့အဲနားမှာလည်းအဲ့လို comment တွေပါရဆိုလဲကြည့်အော်နှမျောတယ်ပေါ့နော်အရွယ်ကောင်းလေးချိန်ကောင်းလေးမှာနှမျောလိုက်တာအဲ့မမြင်တော့ ကိုကကိုလေအော်ခန္ဓာကိုကအရင်လိုမဟုတ်တော့ဆိုတော့ကိုကမှတ်မိတော့ပေါ့အုတ်ထုတ်တယ် mask တွေနဲ့ဆိုတော့အဲ့ဒါမျက်လုံးလေးကိုမှတ်မိရယ်မျက်လုံးလေးကိုမှတ်မိချစ်တယ်ချစ်တယ်လို့လူစားလေလို့ကိုကိုချစ်ပြရအောင် ဟိုကြုံရတဲ့ခါကျတော့ပျော်တာပေါ့နော်အဲ့လိုမျိုးဟိုအဲကိုကိုချစ်ပြီးနေကြရဲသူတို့စိတ်ထမှာကိုအဲလူတစ်ယောက်နဲ့တစ်ယောက်အစိမ်းတစ်ယောက်ကိုချစ်ပေးဖို့ဆိုတာຫນွယ်ဘူးလေတော်ရုံတန်အောင်မေတ္တာနဲ့လဲအဲဘသူမှကိုနဲ့မဆိုင်တဲ့ဟာကြီးကိုချစ်ပေးနိုင်အမေအဲ့လိုမျိုးသူတို့မှဖာစိတ်မှမရှိဘဲနဲ့ဖြူစင်တဲ့စိတ်လေးနဲ့ကိုဘာကြီးပဲဖြစ်နေဖြစ်နေကိုအဲ့လိုချစ်ပေးကြဖြူရောင်မေတ္တာနဲ့ချစ်ပေးကြအကြုံကတော့တိုင်းမသိပြောတာပေါ့ဟုတ် ော့ဆရာဘာဟုတ်ဟုတ်တယ်ပချီဆွဲလိုက်ပချီကားလေးရောင်းလိုက်အလိုပေါ့အိတ်လိုက်စားလိုက်ဟုတ်အိတ်ကောင်းစားကောင်းရန်နာတာရန်များတာဟုတ်ထင်တယ်နည်းနည်းမဟုတ်တော်တော်ဘောတော်တော်ဘောဟုတ်ဟုတ်တိတေအဲချစ်တဲ့သူကတော့ချစ်တဲ့မျက်စိနဲ့ကြည့်ရင်တော့ဘလိုလေးနေနေချစ်ပေးရပါဘောဟုတ်ဒီနာမည်လေးတစ်ခုလူတွေတိဖို့ဆိုတာလူတွေကအများကြီးပဲလေ ီလိုလူအများကြီးရနေပြီးတော့ကိုယ့်ရဲ့နာမည်လေးတစ်ခုကိုတိဖို့ဆိုတာတော့အချိန်နေရောအဲလူပင်မမှုရောစိတ်ပင်မမှုရောအကုန်လုံးအများကြီးစူးစမ်းခဲ့ရပါဘော့ဟုတ်စိတ်ပင်မမှုတွေရောရှိခဲ့တာရှိရောရှိရောနိုင်ရဟုတ်တယ်အဓိကကတော့လူစိတ်ပင်မနာအရန်မခံနိုင်တဲ့ခါကျတော့ အခုလောက်ကိုရဲစမီလောက်ရမယ်ဆိုရင်ဟန်ငါ့ကိုဒီလိုပြောရမယ်တော်ပြီးငါငငယ်လေးပဲနေလိုက်တော့မယ်အဲ့လိုနေပဲတဖြည်းဖြည်းနဲ့အေးစစ်စစ်နေမယ်အေးစစ်နေမယ်နဲ့ဝေးဝေးဝေးဝါပေါ့အဲတော်တော်များများပြောကြရလို့အဲနားမှာလည်းအဲ့လို comment တွေပါရဆိုလဲကြည့်အော်နှမျောတယ်ပေါ့နော်အရွယ်ကောင်းလေးချိန်ကောင်းလေးမှာနှမျောလိုက်တာအဲမမီးတော့ကိုကကိုလေးအော်ခန္ဓာကိုကအရင်လိုမဟုတ်တော့ဆိုတော့ကိုကမှတ်မိတော့ပေါ့အထုပ်တွေ mask တွေနဲ့ဆိုအဲ့တော့မျက်လုံးလေးကိုမှတ်မိရဲ့ နှလုံးလေးမှချစ်တယ်ချစ်တယ်လို့လူစွားလေလို့ကိုယ့်ကိုချစ်ပြရဟိုကြုံရတဲ့ခါကျတော့ပျော်တာပေါ့နော်အဲ့လိုမျိုးဟိုအဲကိုယ့်ကိုချစ်ပြနေကြရဲသူတို့စိတ်ထဲမှာကိုယ်အဲလူတစ်ယောက်နဲ့တစ်ယောက်တစ်စိမ့်တစ်ယောက်ကိုချစ်ပေးဖို့ဆိုတာຫນွယ်ဘူးလေတော်ရုံတန်အောင်မေတ္တာနဲ့လဲအဲဘယ်သူမှကိုယ်နဲ့မဆိုင်တဲ့ဟာကြီးကိုမချစ်ပေးနိုင်ဘူးအမှန်အဲ့လိုမျိုးသူတို့မှဖာစိတ်မှမရှိဘဲနဲ့ဖြူစင်တဲ့စိတ်လေးနဲ့ကိုယ်ဘာကြီးပဲဖြစ်နေဖြစ်နေကိုယ်အဲ့လိုချစ်ပေးကြချူရောင်မေတ္တာနဲ့ချစ်ပေးကြအကြုံအရတော့ တိုင်းမသိပြောတာပေါ့ဟုတ်ဟုတ်တယ်တရားရိုက်ပြီဆိုလို့ရှင်ပြီးမှကမမရရှင်လို့ဆိုတော့သူကလေကိုလှတာမလှတာကိုရိုက်တာမဟုတ်ဘူးကိုကိုချစ်နေလို့ရိုက်တာအဲ့လိုလေပေါ့နော်နည်းနည်းချလိုက်တော့ကိုလှပါမှာပေါ့ဒါပေမဲ့ချဖို့ကတော့နည်းနည်းတော့ခက်တယ်အဲ့လိုမျိုးဟိုဟော်မုန်းဟော်မုန်း balance imbalance ဖြစ်နေရဆိုတော့နည်းနည်းတော့ချဖို့ကတော့ခက်ရင် အဲအနာကကတော့အဲ့လိုဂျုံပြီးတော့ပုံဖော်လို့မရဘူးတော့စိတ်ထဲမှာငါကိုယ်တွေကလည်းဟိုကိုပုံဖော်ထားတဲ့အနာကတစ်မျိုးအမေတကယ်လည်းတွေ့မှဖြစ်လာတာလည်းတစ်မျိုးမမျောလင့်နိုင်ရရအများကြီးဖြစ်ပြတောင်းလဲနေတာဆိုတော့စိတ်ကူးထဲမှာတော့ဩပချီလေးဆဲလိုက်အေးစီနေလိုက်ပွဲလေးရှင်တော့ဆိုလိုက်အာပရိသတ်တွေချစ်ခံလိုက်အဲ့လိုလေးနေသွားချင်တာပေါ့ဒါပေမဲ့အချိန်ကြီးအကြောင်းအကြောင်းကဘာဖြစ်မယ်မသိဘူးဆိုတဲ့ခါကျတော့လည်းဖြစ်လာတဲ့အရာတိုင်းအကောင်းဆုံးလက်ခံဖို့ပဲစိတ်ထဲမှာပြင်ဆင်ထားပါတယ် ညာရေးကလွတ်စရာပွဲရတော့ရပြီးသွားပြီပေါ့နော်ဒါပေမဲ့စိတ်ထဲမှာတော့အလိုမာစတာတက်ချင်တာမျိုးတို့တစ်ခါလေးဖြစ်လိုက်ခါကျတော့အော်ငါအုံနှံမကောင်းဘူးစာရေးအဲ့လိုကြီးချက်နိုင်အောင်မဟုတ်ဘူးမာစတာဆိုရင်လည်းအရန်ပြင်မှန်းမှာငွေကုန်ကြီးကြိုက်လည်းများမယ်တော်ပါပြီမဟုတ်တော့ပါဘူးအဲ့ဒါကြောင့်ရှင်လည်းအော်ငါစကောလာလေးဖြည့်လိုက်မယ်တတ်တတ်မယ်ဒါပေမဲ့အော်တော်ပါပြီနဲ့အဲ့လိုလေးပါဟုတ် အမ်ဘဝဆိုတာတော့ပြောရရင်တော့စကလုံးကတိတိလေးဆိုရင်အကြီးကြီးပေါ့နော်စကလုံးကြီးကတော့တူတူလေးဒါပေမဲ့တကယ် အတွေ့အကြုံဆိုတာအသက်ရွယ်နဲ့တော့မဆိုင်ဘူးခါလေကြလို့ရှိရင်လေဟိုကိုကိုကိုဟာငါငဲပါသေးရဲ့တွေ့ရမယ်တကယ်တမ်းတိတိချာချာပြန်တွေ့လိုက်လို့ရှိရင်ဘဝရမြူတမုံစာလောက်တောင်မှလေဟိုအချိန်လေးကကိုရေကဘာမှမဟုတ်နဲ့ကိုကသာအခုပြဿနာကြီးတစ်ခုကြုံလာရင်ဒီပြဿနာကကိုအတွက်အကြီးဖြစ်နေရဆိုရမယ်တကယ်တမ်းလောကကြီးအကုန်လုံးနဲ့ရှင်ပြီးတော့စဉ်းစားကြည့်လိုက်ရင်တကယ်တမ်းထားရဘာမှမဟုတ်ဘူးနော်ခါလီကြလက်တရားပေါက်သွားလိုက် ခါလေးကြလဲဩဒါငါလူလောကမှာတော့ဆန်ရှာရမယ်အဲ့လိုလေးဖြစ်သွားလိုက်ခါကြလဲကျင်လဲဩစဉ်းစားပြီးတော့ဗောနအတွေးရတော့မြင်မြပြောင်းနေရပေါ့ဟုတ်ကဲ့ပါဘာဖြစ်အားပေးရဆိုတဲ့ဟိုကကျေးဇူးအများကြီးတင်ပါတယ်ဘာမှမလုပ်တော့တာတော့မှပဲအားပေးရချစ်ပေးရဆိုတာကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းဟိုဟိုပြောမလဲဘလို့ပြန်ပြီးတော့ပေးဆက်ရမယ်တော့မသိတော့ဘူးအဲချစ်ပေးတဲ့ချစ်ချင်းမြတ်တာတွေကိုအများကြီးလက်ခံရပါတယ်ကိုကဘာမှမလုပ်ပေးနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်လို့ဟုတ်